ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့၌2025ခုနှစ်မိုးရသည့်စိုက်ပျိုးစိတ်ချင်းငွေစတင်ထုတ်ချေးပေးတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးခရိုင်မြမလေယာပွင့်ပြူရေးဗန်ကွယ်၌2025ခုနှစ်မိုးရသည့်စိုက်ပျိုးစိတ်ချင်းငွေများကိုမေလ19ရက်နေ့နနက်10:00နာရီမှစတင်၍တောင်သူဦးကြီးများထံစတင်ထုတ်ချေးပေးလျက်ရှိကြောင်းသိရပါတယ်။ရှေးဥစွာတောင်ကြီးမြို့မြမလေယာပွင့်ပြူရေးဗန်ကွယ် ြည်နယ်မန်နေဂျာဥပကျော်တင်က အဖွင့်အမစကားပြောကြရာတွင်မိုးရသည့်၌လေယာဉ်လုပ်ငန်းကိုစတင်ဝင်ကြမည် လေသမားများအနေဖြင့်မိုးစဘာစိုက်ပျိုးရေးလုပ်ငန်းများကိုအချိန်မီဆောင်ရွက်နိုင်စေရန်အတွက်ရခင်စိုက်ပျိုးစိတ်ချင်းငွေကျွေးကြံမရှိသည့်တောင်သူများအတိုးနှုန်း900ကိုင်းနှုန်းဖြင့်ဦးစားပေးထုတ်ချေပေးခြင်းဖြစ်ပြီးမိုးစဘာတေကလည်းရင်တသိန်း5000နှုန်းပြောင်းတေကလည်းရင်တသိန်းနှုန်းဖြင့်ထုတ်ချေပေးသွားမည်ဖြစ်ပါသည် တောင်ကြီးမြို့နယ်မြမလေယာဖွံ့ဖြိုးရေးဗန်ခွဲ၌2025ခုနှစ်စပားယာထားဧက6980ဧကပြောင်းယာထားဧက6930ဧကအတွက်ချေးငွေကျပ်သိမ်းပေါင်း2200ကျပ်ထုတ်ချေးပေးရန်ယာထားပြီးယနေ့တွင်ပထမဆုံးထုတ်ချေးပေးသည့်နန်စီကျေးရွာအုပ်စုမင်္ဂလာကျေးရွာအုပ်စုနှင့်ဖာမွန်ကျေးရွာအုပ်စုမှတောင်သူ90ဦး၏စပားဆိုင်ဧက162ဧကာ ြောင်းဆိုင်ဧက421ဧကအတွက်ချင်းငွေစုစုပေါင်းငွေကျပ်သိန်း664သိန်းကိုတောင်သူလက်ဝယ်ရောက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်းမြမလေယာဖွံ့ဖြိုးရေးဘဏ်ကွဲမန်နေဂျာဦးကျော်လွင်ထံမှသိရပါတယ်ခင်ဗျာ